မီလင်းကဘယ်လောက်ထိရေးပါလဲမီလင်းဆိုတာကိုယ့်ရဲ့လိန်တစ်ခုတည်းကိုပဲကာကွယ်ပြီးမီနီယံစားနေရတဲ့နေရာမဟုတ်ပါဘူးမီလင်းရဲ့အဓိကတာဝန်ကလိန်ကိုအမြန်ရှင်းမြေပုံတစ်ခုလုံးကိုခြေဆန့်ပြီးတော့ကိုယ်အသင်းသားတွေအစီအမံအောင်ဖိအားတွေလိုက်လျှော့ပေးဖို့နဲ့တင်းဖိုက်တွေမှာအဓိက damage ဒီလာဖြစ်တာဝန်ယူပေးဖို့ပါပဲဒါကြောင့်မီလင်းမှာတာစီမြပဲရှုံးနေနေမယ်ဆိုရင်ကိုယ်အသင်းရဲ့လိန်တစ်ခုလုံးနဲ့ဂျန်ငယ်ပါဖိအားတောင်ခံရပြီးပွဲရဲ့ချုံးမှုရနိုင်တော့လူများသွားစေနိုင်ပါလိမ့်လုံးမြန်နေနဲ့မိလိန်နာကောင်တယောက်ကပွဲတစ်ခုလုံးကိုသူ့ရဲ့ကစားပုံနဲ့ဥဆောင်ပြီးတော့အနိုင်ရအောင်ဆွမ်းဆောင်နိုင်ပါလေ ဆိုတော့မင်းလိမ်နာကောင်တယောက်ဖြစ်ဖို့တည်ထားတဲ့ညာတွေကိုပြောပြပြီးတော့မှာပဲဖြစ်ပါတယ်။ချုပ်ချုပ်မင်္ဂလာပါပြည့်သက်ကြီးကျွန်တော်ထပ်ပြီးတော့တွေ့ကြပြန်ပြီ။ဒီနေ့ဗီဒီယိုမှာတော့မင်းလိမ်နာကောင်တယောက်အနေနဲ့တည်ထားမဲ့အချက်တွေဖြစ်တဲ့မိတ်ညိုးစားဗန်နမျိုးရှိလဲ၊သူတို့ကဘာတွေလဲ၊သူတို့ရဲ့အာသာချက်အားနည်းချက်တွေဘယ်လိုချင်းနေမျိုးမှာကစားတင်လဲဆိုတာကိုပြောပြပြီးတော့မှာဖြစ်ပါတယ်။အဲ့တော့အရင်ဆုံးအနေနဲ့မိတ်အမျိုးအစားဗန်နမျိုးရှိလဲဆိုတာအနေနဲ့စပြောမယ်။ ။ဝန်ကြီးချက်မှာမိတွေကိုမနှုံးကနေပြီးတော့တရားဝင်ဗန်နမျိုးရှိလဲဆိုပြီးအတိအကျခွဲခြားထားတာမျိုးတော့မရှိပါဘူး။ဒါပေမဲ့သူတို့ရဲ့ကစားပုံ play style စကေးဆက်နဲ့ damage ပေးတဲ့ပေါ်တွေပေါ်မူတည်ပြီးတော့အဓိကအပြင်အခုလို၅မျိုးခွဲခြားနိုင်ပါတယ်။ Bass mate, Hog mate, DBS mate, Assassin mate နဲ့ Utility mate တို့ပဲဖြစ်ပါတယ်။ Number 1 Bass mate ကျွန်တော်ဒီနေ့ပြောမယ်ဆိုရင်တစ်ချက်ကုန်တစ်ချက်ပြတ်မိတ်တွေပါ။ ဒီ list ထဲမှာဘယ်လို hero တွေပါလဲဆိုရင် Udora, Yudora, Khadida, Fae စသဖြင့်အဲ့လို hero တွေပါပါတယ်။ဒီကောင်လေးရဲ့အဓိကတာဝန်က enemy ရဲ့အဓိကကြားတဲ့ hero တွေဖြစ်တဲ့ Maxman, Mei, Assassin စတဲ့အပြော့ကောင်တွေကိုခြုံထဲဆောင်ပြီးဖြစ်စေ၊အလင်းငိုင်ပါပဲဖြစ်စေ၊ skill ကွန်ဘိုတစ်ခုနဲ့အမြန်ဆုံးဖယ်ရှားပစ်ဖို့ပဲဖြစ်ပါတယ်။ Team fight ကြီးတွေမဖြစ်ခင်ရန်သူရဲ့အဓိကကစားသမားတယောက်ကိုရှင်းထုတ်နိုင်ရင် Professor Five Battery တွေနဲ့အသာစီးရစေပါတယ်။ဒီကောင်လေးရဲ့အားသာချက်ကတော့ damage လိုမြင်လို hero ပြောစာတွေကိုတစ်ချက်တည်းတက်နိုင်စွမ်းရှိပြီးတော့ခြုံကိုတိုက်ခိုက်ရမှာလည်းအလွန်ထိရောက်ပါတယ်။ Team fight မတိုင်ခင်ရန်သူရဲ့အဓိက ဒမ်းမိတ်ဒီလာကိုဖျက်ရှားနိုင်နေဆိုရင်အဲ့ဒီပွဲကိုလှည့်ပြောင်းဖြစ်စေနိုင်ပါတယ်ဆိုတော့သူ့ရဲ့အားနည်းချက်တွေကခူးလောင်းတော်တော်ကြာတာကြောင့်ခဏတာတုံ့ဝင်တယ်လို့ဖြစ်သားတတ်ပါတယ်ဘူဘလက်ဒီလည်းအလွန်နဲ့လို့ရန်သူလာကတ်ရင်လည်းလုခုခတ်တယ်ကွန်မိုလဲသွားရင်ဒါမှမဟုတ်ခူးလောင်းဖြစ်နေရင်ကိုကိုကိုကာကွယ်နိုင်စွမ်းမရှိသလောက်ပါပဲတတ်နေလို့ဟီးရိုးအမသားတွေကိုလည်းအလွယ်တကူမတတ်နိုင်ပါဘူးအဲ့တော့ဒီကောင်တွေကိုဘလူချီနေမှာကစားတင်လဲရန်သူတင်မှာမတ်စမန်မိတ်အဇက်စင်လိုအပြုတ်စားဟီးရိုးတွေအများကြီးပါတဲ့အခါ ကိုအသင်းမှ enemy ကိုတနေရာထဲမှာထိန်းချုပ်ပေးနိုင်တဲ့ dance ကိုဥပမာ Ethelred Tigre တို့ပါတဲ့အခါသူတို့ stand up အချိန်မှာကုလူတွေကအကုန်ဝင်နိုင်ပါတယ် heavy gun ကစားပြီး early game မှာရန်သူကိုဖျက်ပြခြင်းတဲ့အခါမျိုးတွေမှာဒီကောင်တွေကိုကစားနိုင်ပါတယ် number 2 poke mate ဒါမှမဟုတ်ဒီကောင်တွေကို control mate လို့လည်းခေါ်လို့ရတယ်ကျွန်တော်နီးနဲ့ခေါ်မယ်ဆိုရင်အဝေးကနေထောက်တဲ့ mate တွေပါဆိုတော့ poke ဆိုတဲ့စကားလုံးလေးကပါလေညီမလိုပဲတဲ့ပြောမယ်ဆိုရင်တော့သွေးချော်တာပါ ကျွန်တော်နောက်ထပ်ဗဟုသုတအနေနဲ့ဒီ3 short ရဲ့ mate တွေနဲ့တွဲမြင်လေးရှိရဲ့စကားလုံးလေးတစ်လုံးထပ်ပြောမယ်အဲ့ဒါတော့ zone name ပါ zone name ဆိုတာ enemy တွေကိုရှေ့မတိုးလာရအောင်ကိုယ်ကအဲ့နေရာမှာနေရာယူထားရပဲဖြစ်ပါတယ်အဲ့နေရာကိုပိုင်သိမ်းထားတာ zone name လောက်တာလို့ခေါ်ပါတယ်အဲ့ဒီတော့ဒီ list ထဲမှာဘယ်လို hero တွေပါလဲဆိုရင် Farsa, YVE, Xavier, Sicilian, Novaria စသဖြင့်အဲ့လို hero တွေပါပါတယ် ဒီကောင်တွေကလော့တာတဲယူတဲ့ခါကျရင်ရန်သူဝင်မလာနိုင်အောင်အဝေးကနေနေရာထိန်းချုပ်တဲ့နေရာမှာအဓိကအားသာချက်ရှိပါတယ်။အဲ့ဒီတော့ဒီကောင်တွေရဲ့အားသာချက်က rain အလွန်ရှည်လို့ကိုကိုကိုဘေကင်းကင်းနဲ့ကစားနိုင်တယ်။မီနီယံတွေကိုလည်းအလွယ်တကူရှင်းနိုင်လို့ကိုယ့်ရဲ့လိန်တွေကိုထိန်းချုပ်ပြီးတော့လည်းကစားလို့ကောင်းတယ်။အဲရန်သူတာဝါကိုဝင်ပြီးတော့တိုက်တာပဲဖြစ်စေကိုတာဝါကိုဒက်ဖန်တာပဲဖြစ်စေတော်တော်လေးကိုကောင်းနေကောင်းနေပါ။ ဒီကောင်းဒီမှာလည်းအားနည်းချက်ကရှိသေးတယ်ဗျ။ဒီလိုမိတ်ဒီအများစုက mobility အလွန်နဲ့လို့လွတ်မြောက်နိုင်စွာကမရှိတော့ပါပဲ။ Cushion Lancelot လို့အနားအမြန်ကတ်နိုင်တဲ့အဆန်းစင်းတွေရဲ့အဓိကပြင်ပလည်းဖြစ်လာနိုင်တယ်ဗျ။အာလီဂိတ်မှာမန္တန်ရန်ကုန်နဲ့ပြဿနာကိုလည်းကြုံလာနိုင်ပါတယ်။ဆိုတော့ဒီကောင်းဒီကိုဘယ်လိုခြေနေမျိုးမှာကစားသင့်လဲ။ လော့တာတဲ့တွေယူရင်တဲ့အခါ objective တွေကိုလူရင်တဲ့အခါကျရင်ဒီကောင်တွေကိုသုံးလို့ရတယ်ပြီးတော့ရန်သူရဲ့အသင်မှာ range တွေ hero တွေများတဲ့အခါကျရင်ကိုကအဲ့ဒီ hero တွေသုံးနိုင်တယ်ဘာလို့လဲဆိုတော့ဒီကောင်တွေ range တွေအတွက်ကြောင့်ကို့နောက်ကိုလွယ်လွယ်နဲ့ကတ်လို့မရနိုင်ဘူးနောက်ဆုံးကို့အသင်မှာကို့ကိုပြေဝကောက်ွယ်ပေးနိုင်မဲ့တန့် support ကောင်းတွေပါလာတဲ့အခါကျရင်လည်းသုံးလို့ရတယ် နံပါတ်3 DBS mate ဒါမှမဟုတ် AOE mate တို့ရောနောက်ထပ်တစ်မျိုးထပ်ခေါ်ခြင်းလဲဆိုရင်တော့ sustain mate လို့လည်းခေါ်လို့ရတယ်နောက်ထပ်ဘူးသူရအနေနဲ့ DBS နဲ့ AOE ရဲ့အရှိကောက်ကျွန်တော်ပြောပြပေးမယ် DBS က damage per second ဖြစ်ပြီးတော့ AOE ကတော့ area ရော effect ပါ Okay ဒီကောင်းနေကိုကျွန်တော်နီးနေပြောမယ်ဆိုရင် damage ဆက်မပြတ်ပေးတဲ့ mate တွေပါဒီ list ထဲမှာဘလို hero တွေပါလဲဆိုရင် Vala, God, Lilia နဲ့ Main Boy တချံကဲဆ okay ဒီလို DBS mate တွေကရန်သူကိုတစ်ချက်တည်းနဲ့မတက်ပါဘူးစကေးတွေကိုတဖြည်းဖြည်းနဲ့တွေးချိပြီးတော့အချိန်ကြာလာတဲ့အမြာအပွဲအချိန်တွေကိုတာစီအောင်လုပ်လို့ရပါတယ်သူတို့ကရန်သူကိုဆလိုဖြစ်စေတာနောက်ဆိုရင်တိုက်ခိုက်တာတို့မှာအရန်ကောင်းပြီးတော့ကိုကိုကောင်းဝင်နိုင်စံလည်းရှိပါတယ်အဲ့ဒီတော့ဒီကောင်းနဲ့အာသာချက်ကတင်းဖိုက်ကြလေလေသူတို့ရဲ့ damage ကပိုပြီးထျောက်လေလေဖြစ်ပါတယ်နောက်ပြီး best damage နဲ့မတင်နိုင်တဲ့ hero အမစားလေးကိုလည်းတဖြည်းဖြည်းနဲ့တွေးချော်ရမှာတုံးဝင်တယ်ဒီလို DBS mate တော်တော်များများမှာကိုပိုင်ရှိ he movement speed တွေပါလို့အလွယ်တကူနဲ့မတင်နိုင်ပါဘူး ဘယ်သူမှမပြေဆုံးနေပါဘူးဒီကောင်ဒီမှာလည်းအားနေချက်ရှိပါတယ်ဒီကောင်တွေကရန်သူရဲ့အဓိကဟီးရိုးတွေကိုအမြန်ဆုံးဖယ်ရှားနိုင်တဲ့ဘတ်စတန်မိတ်မရှိဘူးစတန်ဆပရက်တို့လို CC ပြင်းစားတွေမိပြီဆိုရင်ဒီကောင်တွေကလှုပ်မရပဲတေးလွယ်တယ်ပြီးတော့ဒီကောင်တွေရဲ့ ability အပြည့်ထွက်ဖို့ဆိုရင် ice cream one တို့ glowing one တို့လို item တွေကိုလိုအပ်ပါတယ် ဆိုတော့ဒီကောင်တွေဘလို့ချင်းဒီမျိုးမှာကစားတင်လဲရန်သူအတင်းမှာတန်ဖိုက်တာတွေလို့ဟီးရိုးအမစားနှောက်အောင်ထပ်ပို့ပြီးပါလာတဲ့အခါတွေတုံးလို့ရတယ်ပြီးတော့ကိုယ့်ရဲ့အတင်းမှာ enemy ရဲ့ front line ကိုရှင်းပြနိုင်မဲ့ဟီးရိုးတွေကိုလိုအပ်တဲ့အခါကျရင်လဲတုံးလို့ရတယ်အဲ bass damage တွေလို့ကခြုံလဲဆောင်ပြီးတော့မတက်ချင်ဘူးတင်းဖိုက်တွေမှာလွတ်လွတ်လပ်လပ်ပတဲဆိုင်နေတယ်ဆိုရင်ဒီကောင်တွေကိုတုံးနေပါတယ် number 4 assassin mate ကျွန်တော်နီးနဲ့ပြောမယ်ဆိုရင်ဝင်လုံးနဲ့ mate တွေပါသူတို့က assassin ရဲ့ mobility နဲ့ mage တွေရဲ့ magic damage ကိုပေါင်းစပ်ထားတာပဲဖြစ်ပါတယ် အဲ့တော့ဒီ lesson မှာဘယ်လို hero တွေပါလဲဆိုရင် Gushan, Harley, Karina, Amon, Julian စသဖြင့်အဲ့လို hero တွေပါပါတယ်။သူတို့ရဲ့အဓိကတောင်ပင်ကရန်သူတွေရဲ့တန့်တွေကိုကြော်ဖြတ်ပြီးတော့နောက်ဆုံးတန့်က Maximum Mate တွေကိုဝင်တက်ဖို့ပဲဖြစ်ပါတယ်။များသောအားဖြင့်တော့ဒီကောင်တွေကို Jungler အဖြစ်ကစားတာကိုတွေ့ရပါတယ်။ဆိုတော့ဒီကောင်တွေရဲ့အားသာချက်ကရန်သူစီကိုအလဲတကူရောက်နိုင်တယ်လို့အနေရရှိရင်လည်းအလဲတကူလေးပြန်ပြီးတော့ထွက်လာနိုင်ပါတယ်။နောက်ပြီးတော့ဒီကောင်တွေကလိမ့်မှာတစ်ကောင်လေးဖြစ်နေတဲ့ကောင်တွေကိုလည်းကောက်လို့ကောင်းတယ်။အာလီဂိတ်မှာခေးရရနဲ့တပွဲလုံးကိုထိမ့်ချုပ်သွားနိုင်စွမ်းလည်းရှိသေးတယ်ဗျ။ဆိုတော့ဒီကောင်တွေရဲ့အားနည်းချက်ကဘာတွေဖြစ်မလဲ။ ီကောင်လေးကအရန်ပြော့ပြီးတော့ CC တွေမိသွားတယ်ချက်ချင်းတေနိုင်နေပြီးတော့ကစားတာလည်းခတ်ပြီးတော့ကျွံ့ညင်မှုကလည်းတော်တော်လိုပါတယ်ဗျ။အားလီဂိတ်မှာခေးမြပဲနောက်ကြကြံနေတယ်အပွဲနိုင်မှုကအရန်ခတ်ပါတယ်။နောက်ဆုံးတင်းဖိုက်ကြီးကြီးတွေမှာအချိန်ခါမှောင်းဝင်ပြီးဘာမှမလုပ်နိုင်မနဲ့တေးသွားနိုင်တယ်။ဆိုတော့ဒီကောင်လေးကဘယ်လိုအခြေအနေမှာကစားရမလဲ။ကိုယ်အသင်းမှာမက်ဂျစ်ဒမိတ်ထွက်တဲ့ channel လာလိုအပ်လာတဲ့အခါကျရင်ကစားလို့ရတယ်။အနီဘက်မှာကိုယ်ကိုထိမ့်မယ်စတန်းနေတိတ်မပါဘူးဆိုတဲ့အခါကျရင်လည်းဒီကောင်လေးကိုကစားလို့ရတယ်။အနီဘက်ကလေလာလက်စလီတို့လိုက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 ာကွယ်နိုင်စမ်းနေတဲ့မဆမန်းတွေကိုအားကိုးနေရတဲ့အခါကျရင်ဒီကောင်လေးကလုံးဝကစားတင်ပါလေ။ number five utility mate ကျွန်တော်နီးနေပြောမယ်ဆိုရင်အထောက်အပြုတဲ့မိတ်တွေပါဒီ list ထဲမှာဘယ်လိုဟီးရိုးတွေပါလဲဆိုရင်မေတီရာအင်ဂျယ်လာတကီနဲ့ဖာရာမဲစသဖြင့်အဲ့လိုဟီးရိုးတွေပါပါတယ်သူတို့ရဲ့အဓိကတာဝန်ကဒမိတ်ပေးတာထက်ကိုယ့်ရဲ့အသိမော်တွေကိုရှီးတွေဟီးတွေနဲ့ကာဝယ်ဖို့ဖြစ်ပါတယ်ဒီကောင်တွေကို Roma Support အဖြစ်ကစားကြတာများတယ်ဗျဒီကောင်တွေရဲ့အားသာချက်ကအသိမော်တွေကိုရှီးပေးတာတွေဟီးပေးတာတွေ movement speed တိုးပေးတာတွေနဲ့ပို့ပြီးတော့ strong စေပါတယ် enemy တွေကိုအာရုံနောက်ဖို့ CC scale တွေလည်းပါတယ်ကိုယ့်ရဲ့ teammate တွေကိုလည်းကယ်တင်နိုင်စွမ်းရှိသေးတယ်ဗျဒမိတ်ဒီလာတွေလောက် item ပေါ်မှာအများကြီးမမှီဖို့ပဲနဲ့အသုံးဝင် နိုင်တယ်ဆိုတော့သူတို့ရဲ့အားနည်းချက်ကဂန်းမိတ်ထွန်းနှုံကတော်တော်လေးဦးနေတာကြောင့်မလို့ရန်သူတွေကိုမတတ်နိုင်ပါဘူးနောက်ပြီးတော့ဒီကောင်တွေကတိမ်မိတ်တွေနဲ့နားလည်မှုရှိရှိတွဲကစားဖို့လေလိုအပ်သေးတယ်ဒီကောင်တွေကတယောက်ထဲနဲ့ပွဲကိုကယ်ရီသွားလို့မရဘူးဗျဆိုတော့ဒီကောင်တွေကိုဘယ်လိုနေရာမှာကစားသင့်လဲဆိုရင်ကိုယ်အသင်းမှာဒါမိတ်လုံလုံလောက်လောက်ပေးမယ်ဟီးရိုးတွေရှိပြီးသားဖြစ်တဲ့အခါကျရင်တုံးလို့ရတယ်ပြီးတော့ကိုယ့်ရဲ့တိမ်မိတ်တွေဝင်လုံးခံရနိုင်တဲ့ခြေနေမျိုးကိုကောက်ွယ်ဖို့အတွက်လည်းတုံးနိုင်သေးတယ်အနေမျိုးဘက်မှာ Atlas Tiger တို့လိုအဲစားတာကောင်းကောင်းပါတဲ့တန့်နေပါလာတဲ့ခါကျရင်လည်းတုံးလို့ရတယ်ဥပမာ Tiki ရဲ့ AD တွေနဲ့ CC video ဖြစ်နိုင်တယ်ဗောဗျာ โอเคကျွန်တော်နောက်ဆုံးအချက်အနေနဲ့ပြောချင်တာကတော့မိတ်တချို့ကအမျိုးစားတစ်မျိုးတည်းရှိတာမဟုတ်ဘဲနဲ့နှစ်ခုလောက်ကိုရှိနေတတ်တယ်ဗျဥပမာ Odat ဆိုရင် Bus Mail လည်းဟုတ်တယ်လို့ AOE Mail လည်းဟုတ်ပါတယ် Sakura ဆိုရင် Bus Mail လည်းဟုတ်တယ်လို့ Azure Mail လည်းဟုတ်ပါတယ်ဒါကတော့မိတ်ရိနာကောင်းတယောက်အနေနဲ့တည်ထားတဲ့ MBB တဲ့အဓိကမိတ်တွေပဲဖြစ်ပါတယ်ဆိုတော့ကိုလူတို့အနေနဲ့နားလည်ကြမယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုထဲမှာလည်းအမှားတွေပါကောင်းပါနိုင်တယ်မို့တော့အဲ့တော့လေကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ရဲ့ဒီအတန်းဆုံးယူအဆုံးထိနားထောင်ပြီးတော့ကြည့်ရှုရတဲ့သူတယောက်ချင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်က าทองมางชัยวาน้องน้นี่มาเป็นวิจัยไหมจะดับ